ူများတွေစုပေါင်းလူထားတဲ့အလူပွေတွေနဲ့အလူလုံနေကြတဲ့ကလေးအလူလုံနေကြတဲ့ခိုင်နှွေဝင်တဲ့တခြားသောအဖွဲ့တွေကိုဒီလူဆရာဖျားကြီးကိုရင်ကစကားပါရလောက်တဲ့အချိန်အခုခိုင်နှွေတို့ကိစ္စကတော့အတော်လေး online ပေါ်မှာဘေးရချားနေပြီလေဖြစ်ပါတယ်အထူးသဖြင့်တော့ခိုင်နှွေကလည်းဒါသိမ်းပေါင်း6000ကျော်ကျော်လောက်ကိုလက်ခံရရှိထားတာဖြစ်တဲ့အတွက်သူအနေနဲ့လည်းဒီလောက်များတဲ့ငွေပမာဏကိုတော့ကိုင်ဖို့အတွက်ခဲတာလူတိုင်းသိပါတယ်။ဒါကြောင့်မို့လို့လေသူအနေနဲ့ ဟိုနေရာမှာတထောင်ဒီနေရာမှာတထောင်ဆိုတကယ်တော့เนาะပတ်စံတွေကိုအော်ဆူလိုက်ပြုံလိုက်လူတန်းနေရာပဲဖြစ်ပါတယ်။ဒါကြောင့်လူတန်းရင်းနဲ့မှာဒါခန်းကျွေးကအိုဂျီတွေရဲ့လိန်လေချင်းကိုခံခဲ့ရတာလားလူကိုရင်ကစီမံခန့်ခွဲမှုအားနေတာဆိုတာကတော့လုံးဝထင်ရှားပါတယ်။ဟိုနေ့ကပြင်မနာမြို့မင်္ဂလာရက်ွယ်ကိုတဲ့3000ထောင်လူပါတယ်ဆိုပြီးတော့ခန်းကျွေးကပို့စကူတင်လိုက်တယ်။တကယ်လက်တွေ့မှာတော့ပြင်မနာမြို့မှာမင်္ဂလာရက်ွယ်ဆိုတာမရှိပါဘူးတဲ့ဆိုတော့အိုဂျီတွေကအကုန်လုံးလိန်လိုက်တယ်ပေါ့ဗျာ။ အာပိန်လေးထောင်ဆိုတာအကုန်လုံးရှော့သွားတယ်လို့ကျွန်တော်နေကြားတယ်။ဒါကြောင့်ခိုင်နွေဝေးပို့စ်အောင်မှာအလူရှင်တွေကအော်ကြတယ်ဗျာ။တောက်လျှောက်အလူရှင်မုံရာပေါင်းများစွာကခိုင်နွေဝေးရင်ကတော့လူထားတဲ့လူငွေကတကယ်ကိုမှဒုက္ခရောက်နေတဲ့သူတွေတော့လူတန်းဖို့အတွက်လူထားတာတကယ်မရှိတဲ့ရက်ွက်ကိုလူခိုင်းတာမဟုတ်ဘူးဆိုပြီးတော့ပွဲတွေအတော်လေးကိုဆူသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ခိုင်နွေဝေးက post တွေပြန်ပြန်လိုက်ဖြတ်လိုက်တဲ့အလုပ်တွေရှုပ်ခဲ့ပြီးသူ့အမားကိုသူဝမခံမဲနဲ့ထွက်ပြေးတယ်လို့နော်။ အိဆာကိုဖြည့်ရှင်းမဲ့အစားတော့ရှောင်းတယ်လို့ဖြစ်နေကြတာဖြစ်တဲ့အတွက်အွန်လိုင်းပေါ်မှာလူပြောချင်စရာပုံမှုပြီးတော့ဖြစ်လာခဲ့တာလေးဖြစ်ပါတယ်ပြီးတော့ခိုင်နှွေကရုပ်ရှင်လောကမှာဆိုရင်အရင်မင်းသမီးဖြစ်တယ်ပြီးတော့ပြင်မမှာစီဝိုင်းလောကတစ်ခုမှမရှိဘူးအဲ့ဒါလို့မရှိဘဲနဲ့သူကနိုင်ပေါ့အခု340လောက်ပိုင်းဆိုင်နေပေါ့ဗျာနိုင်တစ်ခုကိုဒါသိန်းရာချီထောင်းကြီးရှိတယ်တော့ပစာအိတ်တကလည်းသိန်း60ထက်တွေကြီးပဲ ဒါဟာအခုခိုင်နှုံးဝဲကအကုန်လုံးပေါ်ထုတ်ခံလိုက်ရတယ်ပေါ့ဗျာရှီတောင်ကြားမှာလေဒါသိထုံတောင်းပေါင်းများစွာရှိတဲ့အိမ်နဲ့ခြံတွေအများကြီးပိုင်ဆိုင်ထားတယ်လို့ပေါ်ထုတ်ခံရတယ်သူတို့ကခိုင်နှုံးဝဲကဒီလိုမျိုးတွေကိုဘလို့ပတ်စံနေရနေတာလဲဆိုပြီးတော့ပရိသတ်တွေရဲ့မင်းမြန်ကြီးကိုခံနေရပြီလေဖြစ်ပါတယ်เนาะဘာစီဝါရေးမှမရှိဘူးတနည်းကိုလေးစားကားတကားတကားပဲရိုက်တဲ့သူပေါ့ခုလိုမျိုးသိတောင်ပေါင်းများစွာเนาะဒေါ်လာသန်းပေါင်းများစွာပိုင်ဆိုင်နေတယ်ဆိုတာကခိုင်နှွေကအလူငွေခိုးတယ်ဆိုပြီးတော့ ဆွဆွေးခံနေရတာပဲဖြစ်ပါတယ်။ဒီလူဆရာတို့ဖျားကြီးကိုယ်တိုင်ကခိုင်တဲ့ဝေတို့ဖွဲ့ကိုတည်တည်ကြကြစစ်စစ်လူကြဖို့နဲ့သူများအလူငွေကိုအလွဲသုံးစားလူများရဲ့ချင်းချင်းစားတဲ့လူဒန်းထားတဲ့အလူငွေတွေကိုလဲလို့စပယ်လို့တာကိုအကျိုးတဲ့တုံးတာကလုံးဝကိုတော့တာငရေကြီးတဲ့အကြောင်းကိုဒီလူဆရာတို့ဖျားကြီးကိုယ်တိုင်ကလေးဆုံးမထားခဲ့ပြီလေဖြစ်ပါရဲ့ဗျာ။